အာရမအမှုပြုတဲ့သူတွေလူမိုက်တွေရဲ့စနစ်တွေကြောင့်ဒီနေ့ဒုက္ခငရဲတွေကြုံကြရတာကိုအခုဘာသာရေးကိုအကြောင်းပြပြီးတော့ဇေဒီတွေတဲ့ဟုတ်လားအဲ့ဒါကြတော့လူတက်ပြီးဖျားတယ်တာလူမျိုးစွဲတွေဘာသာစွဲတွေချုပ်ပြီးတော့တပိတော်တို့မြန်မာနိုင်ငံမှာညင်ညွတ်လာရင်တပိတော်တို့ညင်ညီလာရင်ဆရာနာရှင်တွေကအလိုလိုညွတ်သွားမယ်မိတ်ဆွေများအားလုံးတော်လန်တော်နေတဲ့ပါဘာသာရေးကပြောတဲ့နိုင်ငံရေးတကားအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လူမိုက်တို့ရဲ့စိုးကျိုးတက်ရောက်မှုနဲ့ ူမိုက်ကိုရှောင်ကျင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးလာခဲ့ရမှာဒီတစ်ပတ်မှာနေကုန်းပိုင်းကိုရောက်ရှိလာပြီဖြစ်ပါတယ်ခရိယာတိခါတော်ရဆရာတရာပေသူရုအစ္စလမ်ပရိသယာတို့ဖြစ်တဲ့မော်လာနာဟာဖစ်ကာရီဆရာဦးစိုးနေဦးတို့နဲ့အတူအခုလိုဆွေးနွေးထားတာပဲဖြစ်ပါတယ်ပြီးတော့တရားမျှတမှုဘက်ကရက်မာလာ တူတဲ့လူဘက်ကရက်မာလာပေါ့အတွေ့အော်တို့ကတော့မူပေါ်မှာမူတည်ပြီးတော့မတရားရဲ့မတရားတို့ကိုကိုပြက်ပြက်သားသား သူ့ကိုဝေဖန်တာเนาะသူ့ကိုထောက်ပြတာဒါလူအဖွဲ့အစည်းတရားအတွက်ကောင်းတဲ့လုပ်ရပဲဟုတ်အဲ့လိုပဲခုနကဦးစင်းပြောသလိုဘာသာလူမျိုးတွေကြာမှာသူကဲတလုံးနဲ့စာသုံးလေးကောင်လောက်မိအောင်လုပ်လိုက်ဟုတ်တယ်ဟုတ်ကတပည့်တော်တို့ကလည်းတပည့်တော်တို့မွတ်စလင်တွေထဲမှာလည်းဒီဗမာတွေအပေါ်မှာမယုံကြည်တော့ဘူးဗမာဆိုရဲသူကအကြမ်းဖက်တယ်တမျိုးတမျိုးဖြစ်တာငါတို့ဘာမလို့ဆိုငါတို့ပလီတွေကိုဖြတ်တာသူတို့မသိဘူးဟုတ်တပည့်တော်အဲ့ဒါတကယ် true story တပည့်တော်တို့ကိုယ်တိုင်ကြုံတွေ့ရတာ 69ခုနှစ်မဟာမြတ်မှုနေ့ဖြစ်တဲ့အချိန်မှာတပည့်တော်တို့ဒီချမ်းမြတ်သာသည်ကံရောတပည့်တော်အဲ့ဒီမှာ17လသားကလေးကနေခဲ့တာဟုတ်ဟုတ်ကဲ့ချမ်းမြတ်မဟုတ်ပေမှာတပည့်တော်ရွာပဲတပည့်တော်အဲ့လိုခံယူတာဗောနော်အဲ့ဒီရွာသားလိုပဲကိုယ့်ကိုကိုယ်ခံယူတာဆိုတော့အဲ့ဒီမှာတပည့်တော်တို့ကအစ်ပြီးရမန္တလေးတောင်သွားတာဟွန်းအကျင့်ရှိတယ်ဟွန်းအစ်ပြီးလို့မန္တလေးတောင်မရောက်ရင်သူကအစ်မမီဘူးဟုတ်ဟုတ်ကဲ့မသွားရရင်ငိုကြတာဟုတ်ပြီအဲ့လိုအဲ့တော့69ခုနှစ်ဖြစ်တဲ့အချိန်မှာဖလီဥက္ကဋ္ဌကနေအမိတ်ထုတ်တယ်မန္တလေးတောင်မသူကမသွားရင်မသွားရဲဘူးလို့ဟုတ်တယ် ပလီတွေလက်ဖြတ်ခံနေရတော့သူကမန္တလေးတောင်ကတကယ်ဗုဒ္ဓဘာသာနယ်မြေဟုတ်တယ်သွားလိုက်ပြဿနာဖြစ်မှာဆိုလို့ဟုတ်ကဲ့ဘာဖြစ်မှာဆိုလို့ဆိုတော့အဲ့တော့ကျွန်တော်ဘယ်သူမှမသွားကြတော့တရွာလုံးငိုကြတာပေါ့ကလေးတွေငိုငိုရေးရေးနေတာဟင်းနေချက်ပြီးမန္တလေးတောင်မသွားရဘူးတဲ့ဆိုငိုကြတယ်ညနေရောက်တော့ဘုန်းကြီးကားတွေရောက်လာတော့ပြေးရဟေးဘုန်းကြီးတွေလာတယ်ဆိုပြေးရတာပေါ့ဟုတ်ကဲ့ဘယ်ဟုတ်မှာတော့အဲ့ဘုန်းကြီးတွေကမန္တလေးတောင်ဘုန်းကြီးတွေကြွလာတာကြွလာပြီးတော့မွတ်စလင်တွေမလာလို့လာခေါ်တာအော်အစ်ပြီးလာနေကြမင်းတို့ဘာလို့မလာရအောင်တော့ဒီလိုဒီလိုပဲပြိပခတွေဖြစ်လို့ဆိုဟဲ့မင်းတို့မလာလို့မရဘူး ိုမငါတို့ကဈေးတွေဝယ်ပြီးဈေးတွေကငါပြောခိုင်းတယ်သူတို့လာမယ်ဆိုလို့ဈေးဝယ်ထားတာမင်းတို့မလာတော့ဒုက္ခရောက်နေပြီလာလာခဲ့ကြဒါဘုံကြီးအစ်စ်တွေလေဟုတ်တယ်ကိုကကလောက်ကြံထားတဲ့သင်္ကန်းစီးထားတဲ့တကယ်ဟိုဟာတွေဟောဘုံကြီးတွေဆိုပြီးထွက်ပြေးလာအမှမဘုံကြီးတွေကသူတို့မန်းလေးတော်မလာလို့လာခေါ်လာဟာကလေးတွေကပျော်တာအဲ့မှာသူကဘောဘကဥက္ကဋ္ဌကိုတော့မှအပြစ်တင်ကြတာဩဥက္ကဋ္ဌလာဖြစ်နေတာဟော ိုးကြီးတွေကသဘောကောင်းတာပါဟုတ်သူတို့နိုင်ငံရေးကိစ္စတွေသူတို့မသိဘူးပလီတွေဖြတ်နေတာလည်းသူတို့မသိဘူးဟုတ်တယ်ဒါပေမဲ့သူတို့ထင်တာဖုန်းကြီးတွေကိုကြောက်တာဘာဖြစ်လို့ကြောက်တာလဲဖုန်းကြီးတွေကပလီဖြတ်တာဟုတ်ပလီဖြတ်တယ်ဆိုတာဖုန်းဖုန်းတို့ဒီဝတ်စုံတွေကိုသူတို့ကဗုဒ္ဓဘာသာအရေးကိုခိုးပြီးတော့ဗုဒ္ဓဘာသာကိုစော်ကားတာဟုတ်တယ်အမလူတွေကလည်းမသိဘူးဂျားထဲမှာဘာမှမသိပဲမုန်းနေကြတာမုန်းနေကြတော့တကယ်တမ်းကျဖုန်းကြီးတွေလာတော့နောက်ရကြတပိတော်တို့အဲ့ဒီမန်လေးတောင်ကိုသွားကြတပိတော်တို့ကအဲ့ဒါနှစ်တိုင်းသွားတာစကိုင်းမှာလည်းဝါဆိုလာပြည့်ဆိုရင် ကျောင်းဘုန်းကြီးကျောင်းကိုသွားတာအဲ့ဒါသူတို့ကအဲ့မှာသွားပြီးအပန်းဖြေကြတာအဲ့တောင်ပေါ်ဟင်းဆိုတာတော့ရှိတယ်ပြီးတော့မှဟင်းဆက်ရှိတယ်ဆိုတော့ဒီလိုလှပတဲ့တမိုင်းနေရှိခဲ့ပြီးမဲ့ဂျားထဲမှာအမုန်းဆိုတဲ့တိုင်းနေချားလိုက်တာဘာသာလူမျိုးမင်းတို့ကမတူဘူးနော်တပိတော်တို့မတူတာကိုသိအောင်လက်တို့ပြီးပြောတာစစ်အာဏာရှင်ပဲမင်းတို့ပြောရင်တော့မတူဘူးနော်အဟိုကဗုဒ္ဓဘာသာနော်မင်းတို့မိုးရမှာနော်မဲ့အစ္စလာမ်နဲ့အနေရနော်ဖုံဖုံတို့ကြတော့ဟုတ်တယ်ဘာမှမသိဘူးအဲ့တော့တပိတော်ကဒီဟာခဏခဏပြောတယ်တပိတော်တို့ခွန်ရှိချောင်း21ရာစု မြန်မာနိုင်ငံကိုမွတ်စလင်တွေသိမ်းမှာကဘာကဘာဦးကဘာပါသိမ်းပါတယ်မှာပါသေးတယ်ဆိုတော့တပည့်တော်ကမြန်မာနိုင်ငံမှာ1958 62 88 20 2021အာနာတပည့်တော်တို့သိမ်းမယ်ပြောပြောပြီးသိမ်းတာတို့ကြီးပဲ၄တန်သိမ်းနေတော့၄ချိန်ပါဘူးဟုတ်တယ်အဲ့တော့တပည့်တော်တို့ပြည်သူတွေကအဲ့ဒါကိုတော့ပါနာဖို့လိုတယ်နောက်တစ်ခုကတပည့်တော်အချုပ်ပြောချင်တာကဓမ္မဘတ်တော်သားတွေနဲ့ယက်တည်ပြီးတော့ဓမ္မကိုဓမ္မလို့မြင်ပြီးတော့ လူမျိုးစွဲတွေဘာသာစွဲတွေချုပ်ပြီးတော့တပည့်တော်တို့မြန်မာနိုင်ငံမှာညင်ညွတ်လာရင်တပည့်တော်တို့ညင်ညီလာရင်ဆရာနာရှင်တွေကအလိုလိုညွတ်သွားမယ်တပည့်တော်တို့ကဘာမှာရှိတဲ့လူမျိုးဘာသာအစုံအလူတွေညီလာရင်လည်းမတမာတဲ့သူတွေအလိုလိုညွတ်သွားမှာပါဒါကြောင့်ဒီနားကနေပြီးတော့ဒါလေးကိုဟိုအဓိကတော့ပြောချင်တာကလူမျိုးတွေဘာသာတွေပေါ်မှာမူတည်ပြီးမရက်တည်ပဲနဲ့တစ္ဆာဓမ္မဘက်မှာပဲရက်တည်ကြဖို့တပည့်တော်ကအဲ့လိုတစ္ဆာဓမ္မ ကိုတတ်မိုးထမျက်နှိုးတဲ့သူတွေအချင်းချင်းပဲလက်တွဲကြဖို့တပည့်တော်ကနေပြီးတော့တိုက်တွန်းနှိုးဆော်ကြပါတယ်တချို့ကြာလည်းပဲဆရာရဲ့ဟိုရှောင်းချင်းယုံနေမရဘူးဗျပတ်သက်လာတာတွေရှိတယ်ပေါ့နော်အဲ့လိုအနေထားမျိုးတွေရောက်လာရင်ဟောဘလိုမျိုးတွေဆရာတို့ကျမ်းစာတွေမှာပေါ့နော်ဘလိုတွေဆောင်ရွက်ကြရမယ်ပေါ့နော်လူမိုက်ကိုဘလိုရှောင်းချင်ရမယ်လူမိုက်ကိုရှောင်းချင်လိုက်တဲ့အတွက်ဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေကဘလိုတွေရှိတယ်လဲဆိုတာလေးဆရာပြောပါဦးဗျကျွန်တော်တို့ကျန်းစာမှာတော့ဖုံဖုံဒီရှင်ယောင်းအောဝါဒါစာဓမ္မတိရောက်သွားပြီဟုတ်ကဲ့ရှင်ယောင်းအောဝါဒါစာပထမဆောင်အခန်းကြီး အခန်းငယ်17မှာသင်တို့သည်ရှေးဦးစွာကပင်ကြားရသောတရားစကားမူကမာနနဲ့ဆိုင်၍မိမိညီအကိုကိုတတ်သောကာဣနကဲ့သို့မဟုတ်ငါတို့သည်အချင်းချင်းချစ်ရကြမည်ဟုလာတည်းတဲ့တပည့်တော်တို့ကျမ်းစာကဘာဦးကျမ်းမှာကဘာဦးစာမှာအာညီကိုနှစ်ယောက်အာရန်အေးဝါကျွန်တော်တာသမီတော်အများကြီးပေါ့အဲ့ထဲကနေပေါ့ညီကိုနှစ်ယောက်ဇလန်းကိုမှတ်တမ်းတင်ထားတာရှိတယ် ကာဣနာနဲ့အာဘေလာဆိုတာဟုတ်ကဲ့အဲ့တော့တပည့်တော်ကဒီမနေ့ပဲလေတပည့်တော်ရဲ့ဒီ Facebook ဟိုဟာလေးထဲမှာတရားလေးကိုတင်ပါတယ်ဟိုဘက်တစ်ဖက်မှာပေါ့လေတပည့်တော်ဘာသာရေးနဲ့ဆိုင်တဲ့သုံးတဲ့ Facebook လေးမှာဟုတ်ကဲ့ဖျားရှိခိုးပြီးလူကိုတတ်ချင်းဟောဟုတ်ကဲ့ရှိခိုးလိုက်တာတော့ဖျားပဲအဲဖျားရှိခိုးပြီးတော့ဘာလုပ်လဲလူတတ်တယ်အဲ့တော့ဒီညီကိုနှစ်ယောက်ကကာဣနာဆိုတဲ့ပုဂ္ဂိုလ်ကအကိုအကြီးအာဘေလာညီအငယ်စောထော်ရဖျားစီမှာရစ်သွားပူစော်တာပူစော်တော့ဒီကာအိနာကသူကအသီးနံနဲ့ပူစော်တယ် ဒါပေမဲ့အဓိကပြဿနာပူဇော်တဲ့ဟာပြဿနာမဟုတ်ဘူးပူဇော်တက်ကပြဿနာမဟုတ်ဘူးညီအာဘေလာတော့သူဘာလို့ကာယနာအသီးနာနဲ့ပူဇော်လဲဆိုဇလန်လေးနဲ့ပြောမနော်ဦးစင်ဟုတ်ကဲ့ပြောပါဘာလို့ပူဇော်သူကစိုက်ပြိုးရေးသမားစိုက်ပြိုးသမားဆိုစိုက်ပြိုးရရတဲ့အသီးနာနဲ့ပူဇော်လဲဟိုညီကတော့တိုးထိန်သူကတိုးတိုးတိုးမွေးတာအေးပေါ့အတော်ရင်းဆိုတော့သူမွေးမြူရေလုပ်တယ်ဆိုမွေးမြူရေအဲသူစီဦးနဲ့သူနဲ့သူကပူဇော်တာပူဇော်တော့ထာဝရဖေဖျားသခင်ကညီအာဘေလာရဲ့ပူဇော်ခြင်းကိုလက်ခံအသိမှတ်ပြုလိုက်တယ်အကိုကာအီနာရဲ့ပူဇော်တက်ကောင်လက်ခံအသိမှတ်မပြုလိုက်ဘူး မပြုတ်လိုက်ရခြင်းကသူတို့ယူလာတဲ့တက်သီးနဲ့သူကွာလို့မဟုတ်ဘူးပြဿနာကဘာလဲဆိုတော့ဒီနှစ်ယောက်လာပြီးပူဇော်တဲ့ရစ်ကသူတို့အသက်ကိုယူရရတဲ့အပြစ်ဖြေတဲ့ရစ်အာဟုတ်ကဲ့အပြစ်ဖြေရရစ်အဲ့ဒီအပြစ်ဖြေရရစ်ကဘာလို့ ਆ လဲဆိုရင်တတ်မှတ်ထားတဲ့ရစ်ကောင်ကိုလယ်လီအသွေးသွင်းရတယ်ဟုတ်ကဲ့အသွေးသွင်းပါလေထော်ရဖျားရှိမှာအသွေးနဲ့ပူဇော်ရတယ်ဒါတမဟောင်းပါတမဟောင်းပါနော်ဒါကတော့ကားရိုက်မှာတော့ပြီးသွားပြီပေါ့ဒီဟာဆိုတော့အသွေးအဲ့ဒါရော အာဘီကိုင်းနာယူလာတဲ့တတိဝန်လားဘာမှဘလို့မှမဖြစ်နိုင်ဘူးလေမပါဘူးလေအသွင်းမပါဘူးဟုတ်ကဲ့ဒါပေမဲ့ तू ကကွန်ပလိန့်တလို့ရတာဟာကျွန်တော်ကစိုက်ပျိုးသမားလောက်တာလေဘလို့လုပ်ပြီးရှိကောင်ရမှာလဲပမာအသွေးပါတဲ့အခါရမှာလဲဒါလို့ကွန်ပလိန့်တလို့ရဒါပေမဲ့မဟုတ်ဘူး तू လာတဲ့သူ့အိမ်ထွက်တဲ့တဲရဲ့တကားဝမှာတိုးတကောင်ဖျားထားပေးတာလေအော် तू တွေ့ခဲ့တယ်မယူခဲ့ဘူး तू တွေ့ခဲ့တယ်စန်းစာရဒါစန်းစာမှာတော့ကပောက်ချန်ခန့်ကြည့်လေးမှာတက်ကနေခုနှစ်မှာပါတယ်ဦးစင်ဒီအကြောင်းကဟုတ်ကဲ့ဒါတမချန်းစာရဲ့ တမဟောင်းချပိုင်းကပောက်ချန်ခန်းကြီးလေးခိုင်းငယ်တက်ကတခုနဲ့မှဒီအကြောင်းရပါဆိုတော့ဖះမင်းနဲ့တကယ်ဆိုရင်ကောင်းကောင်းမွန်ပြုတ်ကျင်တဲ့စိတ်ရှိခဲ့မယ်ဆိုရင်ပြုတ်ခွင့်ရရတယ်ဘာလို့မပြုတ်တာလဲတဲ့အကယ်၍သာမင်းပြုတ်မယ်ဆိုအပြစ်ဖြစ်တဲ့ရစ်ကောင်မင်းတကားဝမှာဝင့်နေတာတဲ့အဲ့ဒါမင်းယူလာပြီးတော့လှုပ်လို့ရတယ်တဲ့အဲ့ဒါမင်းကကိုယ်စိတ်ကူးနဲ့ကိုယ်ပဲကိုယ်အကြံနဲ့ကိုယ်ပဲလာတော့ဒါအစံပြေဘူးပေါ့နော်ပယ်လိုက်တယ်တဲ့ဒါထားလိုက်တော့ဒါဖះနဲ့လူရဲ့ပူဇော်တတ်ကထားလိုက်တော့အိမ်ပြန်သွားပြီးတော့မှထဲရမှာလေပေါ့ jealousy ဖြစ်သွားတာမနာလိုခြင်းဖြစ်သွားတာဖျားရှက်ခိုးပြီးညက်နေညီကိုလဲသွားမယ်ဆိုညာခေါ်သွားပြီးလဲမှညီကိုတတ်ပလိုက်တော့အဲ့တော့ဘာလုပ်လဲဖျားရှက်ခိုးပြီးလူတတ်တတ်တာဖျားရှက်ခိုးပြီးလူတတ်တာအဲ့တော့ဦးစင်အခုဘာသာရေးကိုအကြောင်းပြပြီးတော့ဇေပြီးတဲ့อืมဟုတ်လားအဲ့ဒါကျတော့လူတက်ပြီးဖျားတယ်တော့အဲရုပ်မားတော့တယ်ဟုတ်လားဂုံးမှယူလိုက်သေးတယ်ငလင်းထဲမှာမပါသွားဘူးဆိုတာမျိုးဟုတ်လားဟုတ်ဒါပေမဲ့ဖျားတယ်ပြီးတော့ဖျားရှိခိုးပြီးတော့မလုပ်အောင် လူတတ်လူတတ်နေတာပဲလေဒါကြီးอ่ะဟုတ်တယ်ဘလို့မှလက်ခံလို့မရတဲ့အဓိပ္ပာယ်မရှိတဲ့ဆော့ဆော့တပည့်တော်ပြောခဲ့တဲ့ထာဝရဘုရားဆတ်ဆုတ်ယွန်ရှာမုံတီးတော်မူသောအမှုကိုလုပ်နေတာပဲလေဒီရတဲ့အဲ့တော့ဒီလိုလူမျိုးတွေနဲ့ပေါင်းသိမ်းပြီးတော့ဒီလိုလူမျိုးတွေဘက်မှာပါနေရင်အဲ့ဒီလူရဲ့အဆုံးကဦးစင်းရဲ့အဖြစ်ထုတ်เสียမလို့ပါဘူးတန်းနေတာပါပဲဟုတ်တယ်เนาะတန်းနေပါပဲဒီလူတွေရဲ့အဆုံးကအဲ့တော့တပည့်တော်တမန်ကျမ်းစာမှာအဲ့ဒါပါတယ်เนาะ ကောရင်တမတိကြမယ်ကောရင်သူဟောစာပရမအဆောင်မှာအလွဲမယူကြနဲ့တဲ့မကောင်းသောသူတို့နဲ့ပေါင်းဖော်ခြင်းအပြင်မိမိကောင်းသောစရာရွတ်ရွန်းတတ်၏တဲ့ဟုတ်ပြီရွတ်ရွန်းသွားတာဟုတ်တယ်နော်တချို့ကြတာမဟုတ်ဘူးအဲ့မကောင်းသောမှုကိုပြောနေတဲ့လူကတသက်ရှိတယ်ဗျဒီဖွဲ့ကတသက်ရှိတယ်ဘာလို့ဆော့ဆော့ဆရာပြောသလိုအကျိုးရနေတာသူကဟုတ်တယ်တရားနေပြီးတော့အကျိုးတွေရနေအကျိုးရနေတော့အဲ့ဒီမှာပြောနေတဲ့လူကတသက်ရှိတယ်ဒီခါကြတော့တပည့်တော်ကလည်းဆရာလိုပါပဲဟိုအနှစ်ချုပ်ပြီးပြောကြတာတော့ ဒီကိစ္စတွေကမတရားတော့သူစိုးတော့သူမထင်မဲ့မြင်ပြတော့သူတနည်းအားဖြင့်ဦးစင်ပြောတဲ့ဘာလဆိုတဲ့လူမိုက်တွေအဲ့ဒီလူမိုက်တွေ ਨੇ ပေါင်းဖော်ခြင်းရက်တီခြင်းတွာလာခြင်းကအစုံးမှာဘလို့မှတွက်လို့မရတဲ့စိုးကျိုးတွေကြီးကြီးပဲဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကဆော့ဆော့ဆရာပြောနေတဲ့အတိတ်ပဲလေးကဒီလိုငါလူကောင်းငါမဟုတ်တာဘာမှမလုပ်ဘူး။ကိုကောင်းရင်ကောင်းပဲမှာ မရွေ့ဘူးဒီလိုနေပြီးတော့မှမတရားတဲ့မှုမကောင်းတဲ့မှုစိုးတဲ့မှုကိုမတားဆီးမကာကွယ်မပြောဆိုဆိုရင်တစ်ဖက်မှာတရားတိုးဝလာပြီးတော့လွှမ်းမိုးသွားမှာနော်ဟုတ်တယ်ဖုံးလွှမ်းသွားမှာစင်အဲ့ခါကျတော့ငါကောင်းနေတာပဲလို့နေနေရုံနဲ့မရဘူးမကောင်းမှုဆိုတဲ့အရာကိုလည်းဘာလို့ရမလဲတားဆီးရမယ်ဖော်ထုတ်ရမယ်ပြောဆိုရမယ်နောက်ဆုံးရှိတဲ့အင်အားနဲ့တွန်းလာမှာဖြစ်တယ်ဟုတ်တယ်မကောင်းတဲ့အရာဟုတ်ကဲ့အဲ့ဒါမှတွန်းလာမှာဖြစ်တယ်ဒီလိုပဲဘာသာတရားပဲမှာလဲ နော်အလွဲတွေအမားတွေတပည့်တော်တို့ဘာသာထဲမှာအခုပုံဆိုးတယ်အလွဲတွေအမားတွေအများကြီးပဲနော်ဆိုတော့ဒီအလွဲတွေအမားတွေပြုတ်တဲ့လူအကုန်လုံးကတော့အတူတူပဲဦးစင်ရဲ့စီးပွားရေးမှာပဲဖြစ်ဖြစ်နိုင်ငံရေးမှာပဲဖြစ်စီးရေးမှာပဲဘာသာရေးမှာပဲအလွဲအမားပြုတ်တဲ့လူကတော့အတူတူပဲဘလို့ဆိုဘလို့လို့ဆိုအတင်းအဓမ္မလုပ်တယ်အဓမ္မအမှုကိုပြုတ်တယ်အဲ့ခါကျဒီဟာတွေကိုတားဆီးမှဒါလင်းတွန်းလံမှဒါလင်းတမသစ္စာစမှန်တဲ့အရာကဓမ္မပေါ်ထွက်လာမှာဖြစ်တယ်အကြောင်းမလို့တပည့်တော်လည်းအနှိမ့်ချုပ်နေတယ်ပြောချင်တာကတော့ မကောင်းသောသူဆိုးသောသူ မထင်မဲ့မြင်ပြုသောသူတို့ကိုထော်ရဖျက်တမချန်းစာမှာလာတဲ့အတိုင်းပဲမပေါင်းသင့်အပ်မရက်တီအပ်အားပေးအားမောက်အားမြောက်မပြုတ်အပ်ယုံတယ်မကထော်ရဖျက်ဆစ်ဆုပ်ယွန်ရှာမုန်းတီတော်မူသောအမှုနဲ့လူတွေဖြစ်တယ်ဆိုတာကိုသိမှတ်ပြီးတော့ဓမ္မဝင်ဆောင်နေသင်ယုတ်ဆရာတွေအသင်းသူသင်သားတွေခရိယန်ညီကောင်မတော်တွေနဲ့အသင်းတော်တွေကဒီအရာတွေကိုတားဆီးဖော်ထုတ်ဆွတ်ဆွတ်ပြောသလိုရှိတဲ့အားနဲ့ တွန်းလှန်ပြီးတော့မှဓမ္မနိုင်ငံတော်စစ်ကိုတည်ထောင်ဖို့အတွက်လို့တပည့်တော်ကတိုက်တွန်းနေဒီဟာလေးကိုလည်းတပည့်တော်နည်းနည်းအနစ်ချုပ်လေးနေနဲ့ညီကုန်းနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ဗျာအော်ဒီနေ့ဒီချိန်မှာဆိုလို့ရှိရင်ဦးဇင်းတို့ကအာရမအမှုပြုတဲ့သူတွေလူမိုက်တွေရဲ့စနစ်တွေကြောင့်ဒီနေ့ဒုက္ခငရဲတွေကြုံကြရတာဟုတ်တယ်မဆိုတော့ဦးဇင်းတို့တွေဟာဘုရားဘာသာကပဲဟိုဖြစ်ဖြစ်ခရိယာငါဖြစ်ဖြစ်အစ္စလာမ်ငါပဲဖြစ်ဖြစ်အလုံးတည်ငြိမ်းအေးမှုကိုပဲဥတီကြတာဖြစ်တယ်ဗောနော် ငင်းအေးမှုကိုဥတည်ကြတာဖြစ်တယ်။အဲ့ဒါကိုဥသူတို့ဗုဒ္ဓဝါဒရဲ့ရှုထောင့်ကဘာပြောလဲဆိုအဲ့ဒါကိုနိဗ္ဗာန်လို့ပြောပါတယ်ဗျာ။နိဗ္ဗာန်ဆိုတာကနိဝါဏလို့ခေါ်ပါတယ်ဗျာ။ဝါဏဆိုတာကကိလေသာ အပူမီးတွေကနိကင်းနေတာကိုခေါ်တာ။ဒီမှာအပူတွေကင်းနေတာပေါ့ဆရာရဲ့။အပူတွေကင်းနေတာကိုနိဗ္ဗာန်လို့ခေါ်ပါတယ်။အဲ့တချို့ကတော့နိဗ္ဗာန်ဆိုလို့ရှိရင်ဟိုနတ်ပြည်၆ထငွေဟိုပါဘောနော်မြမပြည်ပုံ20ရဲ့အထက်မှာရှိတယ်လို့အဲလူမျိုးတွေအသုံးလုံးကြတာရှိတာပေါ့ ဒါပေမဲ့နိဗ္ဗာန်ဒီနှလုံးသားထဲမှာရှိတယ်နိဗ္ဗာန်ဒီအရှိတရားမဟုတ်ပါဘူးဗျာတင်ပါအဖြစ်တရားပါတင်ပါနိဗ္ဗာန်ကိုရအောင်တိဆောက်ကြရတာဖြစ်တယ်ပေါ့နော်အဲ့ဒီတိဆောက်မှုကဘာလို့တိဆောက်ရမလဲဆိုလို့ချင်းဆရာကြီးဦးဇင်းတို့ဟောပေါ့လိုချင်မှု လောဘလို့ခေါ်တဲ့ဦးဇင်းတို့တဏှာကိလေသာကိုပယ်ရပါတယ်ဗျာတင်ပါအဲအဲ့ဒါကိုဦးဇင်းတို့ကလိုချင်မှု လောဘပေါ့နော်ဟိုမဖြစ်တင်တာမဖြစ်ထိုက်တာတွေပေါ့ကိုယ်နဲ့မထိုက်တာနဲ့အရာတွေကိုလိုချင်လာပြီဆိုရင်အဲ့ဒါဆရာလောဘပဲလိုချင်မှုတွေကြောင့်အေး ဒီကိုနဲ့မထိုက်တန်ဘူးလေရဥမာဆိုကြပါဆိုမင်းအောင်လည်းပြည်သူမချစ်ဘူးလေပြည်သူလက်မခံဘူးလေသူဒီအာနာနဲ့မထိုက်တန်ဘူးလေမထိုက်တန်တော့လည်းပဲသူဘာလို့လဲဆိုလေသူ့ရဲ့လိုချင်မှုလောဘအကြောင်းဘာဖြစ်လဲလေသူ့မှာရှိတဲ့လက်မျက်တွေသုံးလာတာလေလူသူတွေသုံးလာတာလေငွေကြေးတွေသုံးလာတာမို့လားအဲ့ဒီရဲ့စိုးကျိုးတက်ရောက်မှုတွေကဘာဖြစ်လို့အပူတွေပြည်သူတွေဖြစ်လို့နော်သူကိုယ်တိုင်ပူလောင်တယ်လို့သူနဲ့ပတ်ဝန်းကျင်အင်းပြည်သူပြည်သားတွေရောအကုန်လုံးပူလောင်ကြရတာလေဆရာနော် အဲ့လိုပူလောင်ကြရတာဖြစ်တယ်ဒါကြောင့်ဒါကြောင့်မို့လို့လိုချင်မှုလောဘကိလေသာကိုပယ်ရပါတယ်နော်ကိလေသာအလုံးရဲ့အချုပ်ဒီလောဘဖြစ်တယ်လိုချင်မှုဖြစ်တယ်အဲ့ဒါကိုတမှုရိယတစ္ဆာလို့ခေါ်ပါတယ်ဗျာတမှုရိယတစ္ဆာဖန်တီးလိုက်မှုဒီဒုက္ခလို့ခေါ်တယ်ခုနအပူတွေပေါ့ဒုက္ခရဲ့ဒီအပူတွေရဲ့တက်ရောက်မှုတွေဟာပေါ့နော်တက်ရောက်မှုတွေခံစားရတော့ဘာဖြစ်လာလဲဒုက္ခဖြစ်လာတယ်ဗျာဒီဒုက္ခရဲ့အစ်မှန်သိတဲ့အခါမှာဘာကြောင့်ဒီဒုက္ခဖြစ်တာလဲဆိုလို့ချင်းလောဘကြောင့်ဖြစ်တယ်လောဘကိုပယ်ရမယ်လောဘဘယ်သူပြုတ်နေတာလဲဟုတ်တယ်မလားလောဘဒီလူမိုက်တွေကပြုတ်နေတာဖြစ်တယ် အဲ့ဒီလောဘကိုပြုတ်နေတဲ့သူတွေငါတို့တွေပယ်တတ်ရမယ်ငါကိုယ်တိုင်ဖြည့်လေငါကိုယ်တိုင်ထဲနှလုံးသားထဲကလည်းဖယ်ထုတ်ရမယ်အဲ့ဒါဒီဆရာအတေဝနာသာပါလာနာမှာပဲပြောနေတာအဲ့လိုပယ်လိုက်လို့လောဘမရှိတော့ဘူးနော်သမုဒိယတက်တာကင်းသွားပြီဆိုတဲ့အခါမှာအဲ့မှာဘာဖြစ်လဲဆိုနေရောဒတက်တာလို့ခေါ်တယ်သောသောကနေပါအေးထက်လေးရလာတာဗျာဦးသိန်းတို့တွေအဲ့ဒီအေးထက်လေးခဏခဏခံစားရပါတယ်ပျောက်ပျောက်သွားလို့တာဟုတ်တယ်နော်အဲ့လိုမျိုးအဲ့ရဲ့နိဗ္ဗာန်ဓာတ်ဆိုအေးထက်လေးကိုရချတာဖြစ်တယ်အဲ့ကြတော့ဒါကိုရဖို့အတွက်ဘုရားကလမ်းတင်ရှေ့ရခင်းပေးတယ်ဦးသိန်းရှစ်ခုလုံးမပြောတော့ဘူး နံပါတ်၁ကမှန်မှန်ကန်ကန်သုံးသပ်တဲ့ဒီဟာပေါ့နော်မှန်မှန်ကန်ကန်သုံးသပ်ပါတယ်ဒါအမှန်လားအမှားလားဆိုတမာဒိဋ္ဌိလို့ခေါ်ပါတယ်ခင်ဗျအမှန်မှန်ကန်သုံးသပ်သူကအဓိကဥပင်းတို့ကဒီလှုပ်ဆောင်ချက်တွေပေါ့နော်အဲ့မှာမှန်မှန်ကန်ကန်လှုပ်ဆောင်ပါမှန်မှန်ကန်ကန်ပြောဆိုပါမှန်မှန်ကန်ကန်အသက်မွေးဝမ်းကြောင်းပြုပါလို့ပြောဒီကကမမမကန်တမွေးကြောင်းပြတဲ့ဟာတွေမမမကန်ပြောဆိုတာတွေဟုတ်တယ်နော်မမမကန်လုံးဆောင်တဲ့သူတွေကြောင်းအပူမီးတွေဖြစ်တာဟုတ်ကြရဲ့ဆိုတော့ဒီနေ့ဟာမိစ္ဆာဇီဝလို့ခေါ်တယ်မိစ္ဆာဝါယမလို့ခေါ်တယ် အဲမိစ္ဆာကမ္မန္တလို့ခေါ်တယ်မိစ္ဆာဝါစာလို့ခေါ်တယ်အလုတ်ဒီလုတ်နေကြတဲ့သူဒီအာကြီးနေလို့ဦးဇင်းတို့နိုင်ငံဟာလောကငရဲတဲ့ကိုရောက်နေကြရတယ်ဒါဒီဗုဒ္ဓဘာသာတွေတင်ရောက်တာမဟုတ်ဘူးတခြားအစ္စလာမ်တွေလည်းရောက်ကြတာပဲပြန်လည်းရောက်တာပဲပြန်လည်းရောက်ကြတာပဲတော်တော်ဟုတ်အဲ့ဒီပုံမှာမဒုက္ခရောက်ခြင်းပုံမှာမဆရာဘာသာနဲ့မချားထားဘူးနော်လူမျိုးနဲ့ချားမထားဘူးမချားထားဒုက္ခကိုရောက်ခံရတာအဲ့ဒီအတွက်ဦးသိန်းတို့တွေကဘာလာနနော်လူမိုက်တွေကိုအတေဝနာက မပေါင်းသင်းမမိဝဲဖို့အတွက်ပတ်သက်နေတာတွေကိုဦးဇင်းတို့တွေကအားလုံးဖယ်ရှားတဲ့နေရာမှာဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဘယ်လိုလူမျိုးပဲဖြစ်ဖြစ်အားလုံးမှာတာဝန်ရှိတယ်ဦးဇင်းတို့တွေငြင်းကြတဲ့နိဗ္ဗာန်ဘုံတစ်ခုကိုထူထောင်နိုင်ဖို့အတွက်နော်ထူထောင်နိုင်ဖို့အတွက်ဦးဇင်းတို့မကောမှုမှန်တယ်မြတ်ကိုရိတ်လှီးရမယ်ပယ်တတ်ကြမှာဖြစ်ပါတယ်ဒါမှသာလေဦးဇင်းတို့နိုင်ငံကမင်္ဂလာရှိတဲ့နိုင်ငံဓမ္မထွန်းကားတဲ့နိုင်ငံဖြစ်ပါလိမ့်မယ်လို့ပြောကြားခြင်းနဲ့ဒီပြောကြားချက်ကိုဆွေးနွေးချက်ကိုဒီကုန်းကံပသုံးသပါရဲအခုလိုလာရောက်ဆွေးနွေးပေးကြတဲ့တိခါတော်ရဆရာ တရာပေသူမလနာဟာဖက်ကာဒီဆရာဦးစွန်နေဦးတို့ကိုကျေးဇူးများစွာတရှိပါတယ်ကျေးဇူးတင်ပါတယ်ဦးစင်းတင်ပါတယ်